လောကမှာသစ္စာဟာအစွမ်းတကုအမတ္တမထက်တယ်။လူတွေကသစ္စာဆိုတာအမတ္တမနဲကြတကယ်ကိုယ့်အကူသစ္စာဆုံးပြီးတော့ကိုလိုချင်တဲ့အရာတစ်ခုကိုတောင်းလို့ရှိရင်သစ္စာရဲ့စွမ်းအားဟာရှိတယ်။မယုံရင်တော့လုံးကြည့်ပေါ့နော်။တခါတည်းနဲ့တော့ရကြမှာရမှာပေါ့။ဘာဖြစ်လို့လဲဆိုတော့သစ္စာစကားဆိုတာမှန်ကန်မှုလဲလိုအပ်တယ်။မှန်မှန်ကန်ကန်လဲဆိုရမယ်စိတ်စွမ်းအားတွေအလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်။အဲ့ဒီမှာ စ္ဆာဆိုပုံဆိုနည်းကတစ္ဆာဆိုတာမှန်တာကိုပြောတာကိုယ့်ဘာကိုယ်လည်းတစ္ဆာဆိုလို့ရတယ်ကိုယ့်ဘာကိုယ်ဆိုရင်အမှားရှိခြင်းရှိနေမယ်ဒါကြောင့်မို့ယရဏသုံးပါးနဲ့ပတ်သက်တဲ့တစ္ဆာဆိုပုံကိုယရဏတုတ်ကနေယူပြီးတော့နာနခင်းမှာတစ္ဆာဆိုနိုင်အောင်လို့သင်္ခါရလေးတွေဒီမှာထည့်သွင်းတာဒါမနဲ့မိုးတော့အိယာကထလာလို့ရှိရင်လောက်ရမယ့်အလုပ်ကလေးတွေပဲနော်အလုပ်သွားပြီတခုလုပ်ငန်း ကင်တာတွေလောက်ပြီဆိုလို့ရှိရင်အခုလို့တစ္ဆာလေးဆိုဖို့လို့တစ္ဆာဆိုတာကိုယ့်အတွက်တည်းမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပါအကုန်ပါယံကိစီဝိတံဣဒဝါဟူရံဝါတကေတုဝါယံရတနံပဏိတံနာနောကမံအဋ္ဌိတထာဂတိနဣရံပိဗုဒ္ဓေရတနံပဏိတံဣတိနသစ္ဆေနသောတိဟောတုဣဒံပိဓမ္မေရတနံပဏိတံဣတိနသစ္ဆေနသောတိဟောတု ဣဒံတိတံငေရတနံပဏိတံဣဒိနသစ္စိနသောတုဟောတုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးရသစ္စာသောဘုံလေးကို